C B Ben in ne these oma she got it oh yeah i thought i want a and these oma C B Ben tin ne and these oma she ni these oma C B Ben she ကရီဘူလောင်းတင်တဲ့ကြောင့်ကိုလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့လို့ကြာဆုံးသွားတဲ့ဘူလောင်း23ယောက်အတွက်ရှင်တအောင်းနဲ့ရခိုင်လူငယ်တွေပါဝင် လှုပ်ရှားတက်ကြွသူဒီယာလောဟာနိုဝင်ဘာ23ရက်နေ့မနက်ကမြန်ဒီကုန်းကနေပြည်လန်းတလျှောက်ချီတက်ခဲ့ပြီးညဉ့်ကျိုင်းစန္ဒာမှာဂါရဝပြူပန်းကွေချဆူတောင်းခဲ့ပါတယ်။မြမညဉ့်ကျိုင်းစန္ဒာဆိုတာညဉ့်ကျိုင်းဖို့ဆောင်တဲ့နေရာဖြစ်ပြီးညဉ့်ကျိုင်းလုပ်ငန်းကိုတေချာမလုပ်လို့တိုက်တွန်းတဲ့သဘောနဲ့ MPC ရှေ့ကိုရောက်လာတာဖြစ်တယ်လို့လူပောင်တစ်ပါတီဝင်မနူးနူးထက်ဆန်ကပြောပါတယ်။တကယ်ညဉ့်ကျိုင်းကျင်တဲ့စန္ဒာနဲ့ညဉ့်ကျိုင်းရေးကိုချီတက်ဖို့တိုက်တွန်းလိုတယ်လို့လည်းဆိုပါတယ်။ MPC ဆိုတော့ဒီဟိုငင်းချမ်းရေးကိုကောင်းထက်ပေါ်တဲ့နေရာလေဆိုတော့အဲ့နေရာက လုပ်ငန်းကိုတည်ချာမလုပ်ဘူးဆိုရင်ကျမတို့ကအဲ့လောက်ကိုလုပ်ဖို့တိုက်တွန်းတဲ့တော်ပဲတကယ်ငင်းချမ်းချင်တဲ့ဆန္ဒပေါ့ဆန္ဒအမှန်နဲ့ငင်းချမ်းရေးကိုလုပ်ဖို့အတွက် ရှုပ်ချီတက်ဖို့အတွက်ဒီလိုပဲဟိုဘက်အားလုံးကိုပြောချင်တာပေါ့နော်လူငယ်တယောက်အနေနဲ့အခုလိုလက်နက်ကြီးပစ်ခတ်မှုကြောင့်လူငယ်တွေအများကြီးဆုံးရှုံးခဲ့ရတာကိုဝမ်းနေမိတယ်လို့ငင်းချမ်းရေးလူလားတောင်းတနေချိန်မှာ နောက်ပြန်ဆိုတဲ့အနေအထားမျိုးမဖြစ်စေချင်ဘူးလို့ပြောလာသူကရှင်းလူငယ်မိုင်တင်းယူမှာ လူငယ်တယောက်အနေနဲ့လူငယ်တွေအများကြီးဆုံးရှုံးလိုက်ရတယ်။ဆိုတော့အင်တာဝန်နေမိတယ်။ကြောက်ခွင်းသွားပြီ။အော်ကြီးကိုခန်းစားရတယ်ပေါ့နော်။ပြီးတော့ဒီလိုအနေထားမျိုးချက်ပြီးမဖြစ်စေချင်ဘူး။အလုံးကလည်းငင်းချင်းကြီးကိုလိုလားတောင်းတနေကြတဲ့အချိန်ဖြစ်တယ်။ဆိုတော့ဒီလိုမျိုးဟိုနောက်ပြန်ဆွဲတဲ့ပုံစံမျိုးလေးတွေဟိုတော့မတွေ့ချင်ဘူးပေါ့ပြည်သူတယောက်အနေနဲ့။ဆိုတော့ဟိုအင်တာမတ်ဝန်နဲ့ချိန်ခွဲရပါတယ်လို့။လိုင်ဇာမျိုး KIA ဘူလောင်းတင်တဲ့ကြောင့်မှတင်နန်းတက်နေတဲ့ တအောင်ချင်းရခိုင်နဲ့ကျောင်းသားတက်မလို့ကဘူလောင်း23ရောင်းဟာလက်နက်ကြီးထိမှန်ပြီးကြဆုံးခဲ့တယ်လို့အနည်းဆုံးဘူလောင်း20ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KIA ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။မြန်မာငင်းကြီးစန္ဒကဥလှမောင်ရွှေကယုံကြည်မှုတိစောက်တဲ့အခါအတက်ကျဆိုတာရှိနိုင်တာမို့အားလုံးယုံကြည်အောင်ရှေ့ဆက်လုပ်ဖို့ပဲရှိတယ်လို့ပြောပါတယ်။ယုံကြည်မှုဆိုတာကဘယ်နိုင်ငံရဲ့အတက်ကြရှိမယ်ပဲဗျာအဲ့ဒါကိုကျွန်တော်အားလုံးယုံကြည်ရှိအောင်ဆက်လုပ်ဖို့ပါပဲ